မင်္ဂလာပါရှင်။ဝတ္တမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အီရန်နဲ့အစ္စရေးနိုင်ငံကြားမှာအပြန်အလှန်တိုက်ခိုက်မှုတွေဟာဇော်လ23ရက်နေ့ကစတင်ဖြစ်ပွားခဲ့ပြီးတရှိချိန်ထိတိုက်ခိုက်နေဆဲဖြစ်ပါတယ်။ဒေစီပွဲနဲ့ပတ်သက်ပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဘာတွေပြောဆိုထားသလဲ။အီရန်အစိုးရကဘလို့တုံ့ပြန်ထားသလဲဆိုတဲ့အချက်အပြင်အီရန်နဲ့အစ္စရေးစစ်ပွဲကြောင့်ကမ္ဘာ့ရေနံစေနှုန်းကဘလောက်အထိမြင့်တက်လာနိုင်သလဲဆိုတဲ့အချက်တွေကို ရုပ်သံပိုင်းထဲမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးအမေရိကန်သမ္မတဒေါ်နယ်ထရန်ကအီရန်နဲ့အစ္စရေးနိုင်ငံကြားစစ်ပွဲဖြစ်ပွားနေချိန်မှာပဲအီရန်နိုင်ငံအနေနဲ့အမေရိကန်နိုင်ငံကိုတိုက်ခိုက်တာမျိုးမလုပ်ဖို့တတိပေးပြောဆိုလိုက်ပါတယ်။ အီရန်နိုင်ငံအနေနဲ့အမေရိကန်နိုင်ငံကိုတိုက်ခိုက်ခဲ့မယ်ဆိုရင်အရင်တုန်းကမကြုံဘူးတဲ့ပျက်စီးဆုံးရှုံးမှုမျိုးတွေးကြုံရအောင်လက်စားချေပြမယ်လို့အမေရိကန်သမ္မတကသတိပေးပြောဆိုခဲ့ပါတယ်။အီရန်စစ်ကောင်းဆောင်တွေဟာအစ္စရေးနိုင်ငံအပြင်အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်သွားဖွယ်ရှိရလို့သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတိပေးကြဖြတ်ပါတယ်။ဒါပြင်ကုလသမဂ္ဂဆိုင်ရာအီရန်တန်အမတ်ကြီးကလည်း အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုနောက်ွယ်မှာအမေရိကန်ပါဝင်နေတယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကဆော့ဆွဲပြောဆိုခဲ့ပါတယ်။အမေရိကန်သမ္မတကကျွန်တော်တို့ဟာအီရန်နိုင်ငံရဲ့တိုက်ခိုက်ခြင်းကိုရင်ဆိုင်ရမယ်ဆိုရင်အမေရိကန်စစ်တပ်အားလုံးကအရင်တုန်းကမတွေ့မမြင်ဘူးတဲ့ပုံစံမျိုးနဲ့အီရန်ကိုလက်တုံ့ပြန်တိုက်ခိုက်ပြမယ်။အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုတွေမှာအမေရိကန်နိုင်ငံပါဝင်တာမျိုးမရှိဘူးလို့ပြောပါတယ်။ဇော်လာ73ရက်နေ့ကစတင်ခဲ့တဲ့ အီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားလျက်ရှိနေတဲ့စစ်ပွဲကြောင့်နှစ်နိုင်ငံစလုံးမှာအနည်းဆုံးလူပေါင်း၄၀၀ကျော်သေဆုံးထားပြီး900နီးပါးဒဏ်ရာရထားကြောင်းအီရန်လူအခွင့်အရေးလှုပ်ရှားသူတွေကပြောပါတယ်။အီရန်ဟာအစ္စရေးနိုင်ငံကိုဇော်လ16ရက်နေ့ကဒုံးကျည်ဝင်းနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအစ္စရေးနိုင်ငံတဲအစ်ဖစ်မြို့နယ်ဟိုင်ဖာမြို့တွေကိုထိမှန်ခဲ့လို့သိရပါတယ်။အီရန်သမ္မတဟာအစ္စရေးနိုင်ငံရဲ့စစ်ပွဲဖြစ်ပွားနေခြင်းအတွင် အီရန်နိုင်ငံသားတွေကိုအရင်ထက်စူးစီးညီညွတ်မှုတွေရှိဖို့တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။အီရန်သမ္မတကအီရန်နိုင်ငံဟာလက်ရှိအချိန်မှာရန်စကျူးကျော်ခံနေရတယ်။အဲဒီအတွက်အီရန်ပြည်သူအားလုံးအရင်ထက်စူးစီးညီညွတ်ရမယ်။ရန်သူတွေကကျွန်တော်တို့ရဲ့စူးစီးညီညွတ်မှုမရအောင် လုံဆောင်ရမယ်လို့ပြောပါတယ်။အီရန်နျူကလ িয়ার အရေးနဲ့ပတ်သက်ပြီးတော့အီရန်နဲ့အမေရိကန်နိုင်ငံကြားနျူကလ িয়ার ဆွေးနွေးမှု၆ချိန်မြောက်ကိုအိုမန်နိုင်ငံမှာဆွေးနွေးဖို့စီစဉ်ခဲ့ပြီး အဲ့ဒီအစီအစဉ်မစတင်ခင်ရပ်ပိုင်းအလိုမှာအစ္စရေးကအီရန်ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ရဖြစ်ပါတယ်။လက်ရှိအချိန်မှာအီရန်ဟာအမေရိကန်နဲ့ဆွေးနွေးဖို့စီစဉ်ထားတဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေကိုဖျက်သိမ်းလိုက်တယ်လို့သိရပါတယ်။အမေရိကန်သမ္မတကအီရန်နဲ့အစ္စရေးနိုင်ငံကြားအပြည်လန်ပြစ်ခတ်မှုတွေကိုအဆုံးသတ်ဖို့တွဲဆောင်ဆွေးနွေးပြီးအပြည့်ခန့်ရက်စရေစာချုပ်ချုပ်ဆိုဖို့ဇွန်လ16ရက်နေ့မှာထပ်မံတောင်းဆိုလိုက်ပါတယ်။အမေရိကန်သမ္မတကအီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့ ပြစ်ခတ်မှုတွေကိုအဆုံးသတ်ဖို့တောင်းဆိုခဲ့ပေမယ့်အီရန်အစိုးရကစေစက်ဆွေးနွေးမှုတွေလုံးဝမဟုတ်ပဲအစ္စရေးကိုဆက်လက်တိုက်ခိုက်သွားမယ်လို့တုံ့ပြန်ထားရာအီရန်နဲ့အစ္စရေးနိုင်ငံသားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားဝယ်ရှိနေပါတယ်။အိုမန်နိုင်ငံနဲ့ကာတာနိုင်ငံတို့ဟာအစ္စရေးနဲ့အီရန်နိုင်ငံသားလက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်နိုင်အောင်ဂျာဝင်ကြိုးပမ်းနေပေမဲ့အီရန်ကငြင်းဆန်ပေချထားပါတယ်။အီရန်အစိုးရနဲ့နေဆက်သူတအူကအီရန်အစိုးရဟာအစ္စရေးနိုင်ငံကို ၎င်းတို့စိတ်တိုင်းကျတောင်းပြန်တိုက်ခိုက်ပြီးချိန်မှာစစ်ပွဲရပ်ဖို့ဆွေးနွေးမဲ့အကြောင်းကိုကာတာနိုင်ငံ၊အိုမန်နိုင်ငံတို့ကိုအသိပေးထားလို့ပြောပါတယ်။အစ္စရေးနိုင်ငံကလည်းအီရန်နိုင်ငံကို ပြစ်မှတ်ထားတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေရှိနေရ။အီရန်ထောက်လှမ်းရေးအဖွဲ့အစည်းအကဲတအူးအပါအဝင်ဇွန်လ16ရက်နေ့တည်းအီရန်နိုင်ငံသားအနည်းဆုံး300နီးပါးသေဆုံးထားတယ်လို့အီရန်ဂျမ်းမယုံကြည်ဌာနကသတင်းထုတ်ပြန်ထားပါတယ်။ အီရန်ဟာအစ္စရေးနိုင်ငံကိုဒေါင်းကြီးအစင်ရေအများပြားနဲ့တိုက်ခိုက်နေခြင်းဖြစ်ရာအစ္စရေးနိုင်ငံတဲအိဖိမြို့အပါဝင်မြို့တချို့ရဲ့အဆောက်အဦတွေထိခိုက်ပျက်စီးတဲ့ရှိနေပါတယ်။အစ္စရေးနဲ့အီရန်နိုင်ငံကြားဖြစ်ပွားလျက်ရှိနေတဲ့တိုက်ပွဲတွေကိုကမ္ဘာနိုင်ငံတွေစောင့်ကြည့်လျက်ရှိနေပြီးတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတပူတင်ကိုအီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားလျက်ရှိနေတဲ့စစ်ပွဲမှာဇာဝင်စစ်ဆက်ပေးဖို့ကန့်လန့်လိုက်ပြီးဖြစ်ပေမဲ့ ရုရှားသမတ္တဘက်ကတုံ့ပြန်တာမျိုးမရှိသေးပါဘူး။အမေရိကန်သမတ္တဒေါ်နယ်ထရန့်နဲ့ရုရှားသမတ္တပူတင်တို့ဟာဇွန်လ15ရက်နေ့ကတနအီကြာဖုံးဆက်ဆွေးနွေးခဲ့ပြီးနောက်အမေရိကန်သမတ္တဒေါ်နယ်ထရန့်ကရုရှားသမတ္တပူတင်ကိုကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်သမတ္တဒေါ်နယ်ထရန့်ကဣစရေးနိုင်ငံဟာအီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အယာတိုလာခါမေနီကိုလုံခြံတပ်ဖြတ်တာမျိုးမလုပ်ဖို့တိုက်တွန်းထားပါတယ်။ ။အစ္စရေးနိုင်ငံအနေနဲ့အီရန်ဘာသာရေးကောင်းဆောင်ကိုလှုပ်ကြံမယ်ဆိုရင်ကောင်းမွန်တဲ့အစီအစဉ်ဖြစ်လာမှာမဟုတ်ဘူးလို့ပြောဆိုထားကြောင်းအမေရိကန်အစိုးရနဲ့နှိစက်သူတဦးကပြောပါရယ်။အမေရိကန်သမ္မတထရန်ကတော့အီရန်ဘာသာရေးကောင်းဆောင်ကိုလှုပ်ကြံမယ်။အစ္စရေးရဲ့အစီအစဉ်တွေကိုညှင်းဆန်တာမရှိသလိုအတည်ပြုတာမျိုးလည်းမရှိခဲ့ဘူးလို့ဆိုပါရယ်။အစ္စရေးအစိုးရတာဝန်ရှိသူတဦးကအစ္စရေးနိုင်ငံရဲ့ရည်ရွယ်ချက်တွေထဲမှာအီရန်နိုင်ငံရဲ့ကောင်းဆောင်တွေကိုလှုပ်ကြံမဲ့အစီအစဉ် ပါဝင်ဘူးလို့ဆိုပါတယ်။အစ္စရေးနိုင်ငံဟာအီရန်နိုင်ငံရဲ့စစ်တပ်နဲ့နျူကလ িয়ার ဆိုင်ရာအစာအုပ်တွေကိုသာပြင်းထန်တာတိုက်ခိုက်မယ်လို့ကြေညာထားပါတယ်။အီရန်နိုင်ငံအပေါ်ဇွန်လ23ရက်နေ့မှာအစ္စရေးနိုင်ငံကစတင်တိုက်ခိုက်ခြင်းအတွင်အီရန်ကာကွယ်ရေးဦးစီးချုပ်အပါအဝင်အီရန်စစ်တပ်ရဲ့ထိတ်တန့်ဖို့ချုပ်စည်းဝေးသိမ်းဆုပ်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကိုအဆုံးသတ်အောင်တောင်းဆိုနေပေမဲ့တခြားတပ်ဖက်မှာတော့ အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုတွေရှက်တက်အောင်ဖိအားပေးဖို့ညှင်းဆန်ခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်နိုင်ငံအစ္စရေးနိုင်ငံကိုကိုယ်ကြီးထောက်ပံ့ပေးမှုတွေဆက်လက်လှုံ့ဆော်မယ်လို့ပြောဆိုခဲ့ရာအမေရိကန်နိုင်ငံရဲ့အပြစ်ခတ်ရစရေးမျှော်လင့်ချက်တွေကဘေးကွန်းထုတ်စာဖြစ်လာခဲ့ပါတယ်။ကနေဒါနိုင်ငံမှာကျင်းပတဲ့ G7 ထိပ်သီးအစည်းအဝေးအတွင်သတင်းတောက်တွေကအမေရိကန်သမ္မတကိုဝိုင်းဝန်းမေးမြန်းခဲ့ရာအီရန်ကိုတိုက်ခိုက်နေတဲ့အစ္စရေးနိုင်ငံရဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အစီအစဉ်နဲ့ပတ်သက်ပြီးတော့ညှင်းဆန်ခဲ့ပါတယ်။ G7 အဖွဲ့ဝင် နိုင်ငံတွေဟာအီရန်နိုင်ငံကိုနျူကလ িয়ার လက်နက်ပိုင်ဆိုင်မှာစိုးရိမ်နေပေမဲ့အီရန်နိုင်ငံနဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်ဖို့လိုလားနေပါတယ်။အီရန်နဲ့အစ္စရေးနိုင်ငံကြားလက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကိုတကမ္ဘာလုံးကအဆုံးသတ်ဖို့လိုလားနေပေမဲ့အီရန်စစ်တပ်ရဲ့ထိတ်တန့်ဖို့ကြောင့်ဒီတော်ကတော့စစ်ပွဲဟာလာမယ့်သတင်းပတ်တွေအတွင်းဆက်လက်ဖြစ်ပွားနေမယ်လို့ဆိုပါတယ်။ အီရန်စစ်တပ်ရဲ့ဗိုလ်ချုပ်ကြီးဟောင်းတဦးဖြစ်တယ်လို့အစိုးရအဖွဲ့အကြံပေးဖြစ်သူရာစီကအစ္စရေးနိုင်ငံကိုလက်ရှိတိုက်ခိုက်ရမှာထိမ့်ထိမ့်သိမ့်သိမ့်တိုက်ခိုက်နေရမျိုးဖြစ်တယ်။ကျွန်တော်တို့လုံဆောင်နိုင်စွမ်းရှိသမျှအကုန်ထုတ်သုံးတိုက်ခိုက်တာမျိုးမဟုတ်သေးဘူး။အမေရိကန်ပြင်သစ်ဗြိတိန်နိုင်ငံဟာအစ္စရေးနိုင်ငံကိုဒုံးစီဝေကူညီထောက်ပံ့ပေးမှုလုံဆောင်မယ်ဆိုရင်စစ်ပွဲအရှိန်ကလက်ရှိထက်ပုံမှန်ပြင်းထန်လာပဲရှိတယ်လို့ပြောပါတယ်။အီရန်နဲ့အစ္စရေးနိုင်ငံကြားလက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲဟာ လက်ရှိထက်ပုံမှုဆိုးရွားလာမယ်ဆိုရင် အရှိလေပိုင်းဒေတာနဲ့ကမ္ဘာနိုင်ငံတွေကိုရိုက်ခတ်လာဝယ်ရှိနေရာစစ်ပွဲကိုအမြန်ဆုံးအဆုံးသတ်အောင်ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်ပါတယ်။အီရန်နိုင်ငံသားဝန်ကြီးကအီရန်နဲ့အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကြောင့်အရှိလေပိုင်းဒေတာမတည်ငြိမ်ခြင်းဟော်မုစ်ရေလကြမတည်ငြိမ်ခြင်းတွေဖြစ်လာမယ်ဆိုရင်ဒေနန်စိန်တစီစင်းတို့ကအမေရိကန်ဒေါ်လာ300တိမြင့်တက်လာပွဲရှိရလို့တတိပေးထားပါဗျ။ဟော်မုစ်ရေလကြဟာကမ္ဘာရေနံလမ်းကြောင်းရဲ့ အထက်ကရေလမ်းကြောင်းတစ်ခုဖြစ်ပြီးတော့ကဘာတဝမ်းကိုတင်ပို့နေတဲ့ရေနံအားလုံးရဲ့20ရာခိုင်နှုန်းဟာအဲ့ဒီရေလက်သားကဖြတ်တန်းရတာဖြစ်ပါတယ်။လက်ရှိချိန်မှာအီရန်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အီရန်စစ်တပ်တာဝန်ရှိသူတွေဟာအဲ့ဒီရေလက်သားကိုပိတ်ပင်လိုက်ဖို့တိုက်တွန်းတောင်းဆိုနေရအီရန်နဲ့အစ္စရေးနိုင်ငံသားဖြစ်နေတဲ့စစ်ပွဲကအရှေ့လယ်ပိုင်းဒေသကိုရိုက်ခတ်လာဝဲရှိနေပါရဲ့ရှင်။